ဆော်ကောပရိသတ်များအားလုံးပဲမင်္ဂလာပါပြီးခဲ့တဲ့ဒါဂျပန်ကတော့ချန်ပီယံလိအချိုဘိုလူပွဲရောက်ရေးတင်ဖို့ကျွန်တော်တို့ဒါပုံသက်ပြသပေးပါမယ်ဒီဒီမှာတော့ယူရိုပါလိအချိုဘိုလူပွဲရောက်ရေးတင်ကြောင်းလေးကိုကျွန်တော်တို့ဒါပုံသက်ပြသပေးလို့ရှိပါတယ်ဒီရသည်ယူရိုပါလိအချိုဘိုလူပွဲကတော့ပရီးမီးယားလိအသင်းအသင်းဖြစ်တဲ့မန်ချက်စတာယူနိုက်တက်ရဲ့တော်တန်ဟော့စပါရဲ့နောက်ထပ်ဒါယူရိုပါလိချန်ပီယံ sorry ယူရိုပါလိဘိုလူပွဲအရှင်ပေါ့နော်ပြီးတော့ဦးရဲ့တော်တန်မျက်နှာတိအသင်းကိုပြောလို့ရတဲ့ Norway Club ဘိုလူဂလင်းဒီနေ့တင် ဂျိုဘိုလူပွဲကိုရောက်ထားပါတယ်ဒီလေးသိန်းရဲ့အားနည်းချက်အားသာချက်ချန်ပီယံဖြစ်နိုင်တဲ့အချက်နောက်ထပ်ချန်ပီယံမဖြစ်နိုင်တဲ့အချက်စသဖြင့်ဒီသုံးသက်ချက်အသီးသီးတွေကိုကျွန်တော်နဲ့ဒီစီပူကနေပြောမှအောင်ပြတ်တဲ့ဆက်ပြီးကိုရှိပါတယ်စီပူမင်္ဂလာပါညီမင်္ဂလာပါကိုဂျိုပါလီဒါဂျိုဘိုလူပွဲရောက်လေးသိန်းထဲမှာကတော့ဒီဘုရားမြတ်အနည်းဆက်ဆုံးနဲ့ချန်ပီယံဖြစ်ခဲ့တဲ့မန်ချက်စတာယူနိုက်တက်ပဲလေမန်ချက်စတာယူနိုက်တက်ကတော့ဒါမထောက်ဆက်ကောအဲ့ဒီစမေနူနဲ့တူတာဒီလိုပါလိချန်ပီယံတို့ချက်ခဲ့တဲ့အားရှိတယ်။လက်ရှိမှာလည်းသူတို့ကဒါပုံဆွဲဖို့ ရေပန်းစားသုံးအတင်းထဲမှာလည်းပါဝင်ချင်ပါတယ်ပြီးတော့ဒါယူနိုက်တက်ရဲ့ဒီယာဒီအခုဒီတော့ဆူပလာမျိုးလိုချင်လို့ပြောလို့ရတယ်ယူနိုပါလိအခြေအနေလေးပေါ့လေဘယ်အခြေအနေကယူပါလိချန်ပီယံဖြစ်ဖို့တွဲယူနိုက်တက်မှာအားသာချင်ရှင်းနေတယ်ဒါမှမဟုတ်ဒါယူပါလိချန်ပီယံမဖြစ်နိုင်တဲ့အခြေအနေလားဆိုတော့ဒါယူနိုက်တက်ကဘယ်လိုအားနည်းချက်ပြီးရှိနေလဲဆိုတော့စီတူစောက်ပြီးပုံတော့ပြီးပါဘူးဟုတ်ကဲ့ဗျဒီလမ်းကြောင်းက United အတွက်တခုတည်းသောဥရောပလမ်းကြောင်းဥရောပဝင်လမ်းကြောင်းအဖြစ် ြန်တယ်နောက်ဆုံးမျောလင်းချက်ပေါ့နော်အတခုတော့တတိထားချက်ရှိတယ်နောက်ဆုံးမျောလင်းချက်တိုင်းဆိုတိုင်းလဲအဲ့ဒီမျောလင်းချက်ဒီကြီးကို accountable ဖော်သွားနိုင်မယ်လို့ပြောလို့မရဘူးပေါ့နော်ဒါပေမဲ့တခုအကောင့်မြင်စရာရှိနေတယ်ဘာလို့လဲဆိုတော့လက်ရှိအခုနောက်ပိုင်းမှာ United ရဲ့ကစားပုံတိုးတက်လာမှုလေကျွန်တော်တို့မြင်ရတယ်ဖတ်ဖတ်မှာပေါ့နော်ဖတ်ဖတ်မှာတိုးတက်လာရင်မြင်ရတယ်တဖြည်းဖြည်းနဲ့ အဲမျောလင်းချက်မဲ့တယ်လို့ဖြစ်နေတဲ့အသင်းကနေမျောလင်းစရာရှိတဲ့ပုံစံလေးတွေကျွန်တော်တို့မြင်ရလူသလင်တာဘလူးနိုဖာနန်ဒက်စ်တို့ရဲ့ခြေစွမ်းတွေပြီးတော့ဒီဝင်းဘတ်တွေပုံစံပြန်မှန်လာတာတွေကက်စီမီရိုခြေစွမ်းပြန်ကောင်းလာတာတွေပြီးတော့ဒီကန်ဆက်မှာမကွာရရို့ခြေစွမ်းတက်လာတာတွေအစရှိတဲ့ဖြစ်ပေါ့နော်အဲအကောင်းမြင်စရာအစိတ်ပိုင်းလေးတွေကျွန်တော်တို့မြင်လာရတယ်ဒီဟာအကြောင်းပဲ United ဟာဒီချန်ပီယံစုကိုမျောလင်းနိုင်စွမ်းရှိရလို့ဟိုကျွန်တော်တို့ပြောနိုင်တယ်ပြီးတော့သူတို့ရဲ့ကစားဟန်ပေါ့နော်သူတို့ရဲ့ကစားဟန်ရဲ့အမ်ပုံစံက ိုက်စစ်အသင်းတွေကိုထက်ကောင်းတဲ့အသင်းတွေနဲ့ဆိုရင် United ကကစားပုံပိုကောင်းနေရှိတယ်။တကယ်လို့ကိုကနေတိုက်စစ်ကစားရမယ်ကိုကဖိကစားရမယ်ဆိုတဲ့အခြေအနေမှာကြာပဲ United ကဟာကွက်ပုံများလေးရှိတယ်။အဲ့တော့ဒီအဲ့ဒီပုံစံဟာဒါမမျောလင့်ထားပဲနဲ့ဖြစ်နေတာပေါ့လက်ရှိရဲ့ United အင်အား United ရဲ့အဖက်ဖက်အခြေအနေကြောင့်အဲ့ဒီပုံစံဖြစ်နေတယ်။အဲ့ဒီပုံစံဟာမမျောလင့်ပဲနဲ့ဖလားပွဲနဲ့တော့ကိုက်တာကိုကျွန်တော်တို့မြင်ရလိမ့်မယ်ပေါ့နော်။ဖလားပွဲနဲ့ဒါကိုက်တဲ့ pattern ဖြစ်တဲ့အထူးသဖြင့်အခန်းစစ်ပိတ်ဆော့ပြီးတော့ န်တိုက်စစ်တွေပြီးတော့ဒီတန်ဖက်အလင်းငိုက်ကိုဖမ်းပြီးတော့တိုက်စစ်ဆင်တာဒီအရာတွေနဲ့ထိုးနှက်ခြင်းဟာဖလားပွဲတွေရဲ့ဝိသေသဖြစ်တယ်အဲ့တော့ United အနေနဲ့အဲ့ဒီ fashion လေးနဲ့သွားပြီးတော့ kait နေတဲ့အချက်ကိုသွားပြီးတော့တွေ့ရတယ်အာနေအာလာဂျက်ဆိုတော့အဲ့ဒီအရာပေါ့နော်အာနေချက်ကတော့ကျွန်တော်အနေနဲ့ပုံများတယ်လို့တော့မမြင်နဲ့ဘာလို့လဲဆိုတော့ခုနပုံစံရှိရဆိုရင်ဖလားပွဲနဲ့အမ်ဖလားပွဲဒီမှာဒုက္ခပေးတဲ့အနေရကလည်းအမားယွင်းနေအဲ့တော့ United ကအမားယွင်းမရှိရပွဲဆိုတာမရှိတော့ကျွန်တော်တို့ ရှာဖွေလို့ခက်ခဲနေရပါတော့ပွဲတိုင်းမှာမှားတယ်ပွဲတိုင်းမှာမှားတယ်ကစားသမားများစွာမှားတယ်တယောက်ချင်းမှားတယ်အခွဲလိုက်မှားတယ်နောက်တန်းတစ်ချောင်းလုံးမှားတယ်ကိုသမားမှားတယ်အစရှိသဖြင့်အဲ့လိုအမားယွင်းများစွာနဲ့အတင်းဖြစ်နေတဲ့အခါမှာအဲ့ဒီအမားယွင်းနဲ့ပဲ United ကိုအမြဲတမ်းဆွဲချလိမ့်ရှိတယ်အခုဒီအဆင့်တက်လာတော့တော်တော်လေးကိုအဲကန်တရားကိုအစအစအကြာကြာလေးပါဝင်နေလို့ပေါ့နော်ပြောမှဆိုရင်နေသမီးပုံမြင်လို့ comeback နိုင်ပွဲယူနဲ့တက်လာတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ အားနေချက်ကတကယ်တော့အဲ့ဒီကြာတကယ်တော့အဲ့လိုကမ်ဘက်နိုင်တယ်ဆိုတာကောင်းတော့ကောင်းတာပေါ့အဲကျွန်တော်တို့မမြင်ဘူးရပွဲမြင်ရတယ်ဆိုပေမဲ့အသင်းရဲ့ခြေစွမ်းပိုင်းကိုပဲကျွန်တော်တို့သက်သက်ပြီးတော့ခွဲထုတ်ပြီးတော့ကြည့်မယ်ဆိုရင်အသင်းကအဲ့လိုမျိုးကိုကနိုင်တဲ့ပွဲတွေမှာတော့တောက်ထဲကိုခုံစင်းသွားနိုင်တယ်အမားကျွန်းတွေကိုလွယ်လွယ်ကူကူလှုပ်လေရှိတာကိုတွေ့ရဒီကျွန်တော်အနီးကပ်ဆိုကွာတာဖိုင်နယ်ပွဲမှာလည်းအမားကျွန်းကဘယ်နှလုံးလဲတော့ကျွန်တော်ရေရခတ်လိုက်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်ခဲ့တဲ့အသင်းအမားကျွန်းတွေကဒီအသင်းနဲ့အသားကျနေတယ်အဲ့တော့ဒါအကြီးမားဆုံးအားနေချက်ဖြစ်ကျွန်တော်တို့မြင်တယ်နောက်ထပ်တစ်ချက်ကတော့အားနေချက်တော့မဟုတ်ဘူး ဘယ်ဘာနဲ့တွေ့နေရအောင်နော်ဘယ်ဘာကလက်ရှိအခုတက်လာတဲ့၄သင်းထဲမှာဘယ်ဘာကချင်းစွမ်းအတည်ငြိမ်ဆုံးနဲ့အကောင်းဆုံးလို့ပြောလို့ရတယ်ဒီရဒီမှာအဲ့တော့ဘယ်ဘာနဲ့တွေ့နေခြင်းကလေ United အတွက်စိတ်ညစ်စရာအတွေ့အဖတ်တစ်ခုဖြစ်နေလိမ့်မယ်လို့စတယ်ပေါ့လေအဲ့တော့ United ရဲ့အားနည်းချက်တွေဖြစ်တော့ကျွန်တော်အဲ့ဒီအချက်တွေကိုသတ်မှတ်ချက်ပါတယ်ခု United ကဒီရဒီတော့မင်းလေးသူသူကြားနေပြောတော့မှာနော် Premier ကဒါစာချင်းတွေရှုံးဝဲတွေဟိုအဘိုးဒါဘလုံးဝဲကြည့်ခဲ့တဲ့နှစ်ပေါင်း30ကျော်30လောက်ပြန်မှာဆိုတော့တခါမှ United ဒီလောက်ပွဲကြီးပြက်ရှုံးနေဆိုတော့ပရီးမီးယားလိမှာတခါမှလည်းမမြင်ခဲ့ရဘူးပေါ့နော်မှတ်တော့မမှတ်မိပေါ့နော်ဘယ်ဘယ်လိုပြောပွဲကြီးပြက်အတိအကျတော့ဒါပေမဲ့တေးကြပါတယ်ဒီလောက်တိတော့တခါမှတော့ရှုံးတာတော့မဖြစ်ဘူးအခုကပရီးမီးယားလိရှုံးပွဲကြုံသွားရဆိုရင်ဟိုပြောစရာတော့မမလိုတော့ဘူးပေါ့နော်အဲ့လောက်တိရိုးသွားတဲ့ဟာမျိုးတာမန်လို့ပြဒါပေမဲ့ထူးခြားတကွာယူရိုပါလိမှာကြတော့ဒါသူတို့ဒီရီယူရိုပါလိ12ပွဲပဲစားထားတယ်တပွဲမှမရှုံးတော့ဘူးဒါဥပမာပြိုင်ပွဲတွေမှာဆိုရင်ဒါရှုံးပွဲမရှိတဲ့ဒါထူးခြားတဲ့အပြင်းအထန်ဖြစ်နေတယ် ောက်တစ်ခုကကျတော့ပရီးမီးယားလိမှာဘူးရဖို့ရုံးကန်ရတဲ့တိုက်စစ်ကယူရိုပါလိကျတော့ဘူးရဖို့အဲ့လောက်တိမခက်ဘူးဒါအုပ်စုဆင့်ပဲကြီးကြီးဒါအရစ်တန်ဟဲလက်ထက်ကပဲကြီးကြီးအမော်ရင်ပြောင်းလာတဲ့အချိန်မှာပဲကြီးကြီးဘယ်အချိန်အပိုင်းချမှာပဲကြီးကြီးမန်ချက်စတာယူနိုက်တက်ကဒီရာသီယူရိုပါလိမှာကတော့ဒီရလက်အဖြစ်ကိုတိုက်စစ်အဖြစ်ကိုဟိုပရီးမီးယားလိကျပူပေါင်းနေတာပေါ့လေဒါအနည်းဆက်ဆုံးဒါဘီဘာအိုရဲ့ဒေတာကန်တိုင်ပဲဖြစ်တဲ့ဆိုစီတက်ကိုလည်းသူတို့ဒီကွာတာအကျိုးဆက်မှာအာ အနိုင်ရခဲ့တာပေါ့လေလက်ရခဲ့တဲ့အနေအထားလေးရှိရဆိုတော့ United ရဲ့ဟို Europa League ရလက်တူရောအကြီးဘလို့နေမိလဲမသိဘူးဟုတ်ကဲ့ကိုကောင်းတဲ့အခြေအနေရှိတယ်ကျွန်တော်ခုနပြောသလိုပဲ United တိတ်ကြိုက်အစားပေါက်တွေနဲ့တွေ့တာပေါ့လေပြောမယ်ဆိုခုနောက်ဆုံးတွေ့ခဲ့တဲ့ Lion အဲ့ရှိမှာတွေ့ခဲ့တဲ့ Susie တဲ့အစားရှိရဲ့အသင်းတွေကပြောမယ်ဆိုရင် United ကို United ကစားပေါက်ပွင့်အောင်ကစားလေး position ကိုကိုင်နေတိုက်စစ်ကိုအားတယ်နဲ့သူတို့ရဲ့ ဒီ basic philosophy ဟာတိုက်စစ်အာဒန်နဲ့ပဲကိုသွားတယ်အဲ့တော့အဲ့လိုအာဒန်နဲ့ပဲကိုသွားတဲ့အခါမှာ United တော်တော်သာပူရှိရပေါ့နော်အဲ့လိုအစီအမံကစားဒါကြောင့်လည်း United ရဲ့ပြန်ဆောင်ရည်ပူကောင်းတယ်ဆိုတဲ့တစ်ချက်ကိုကျွန်တော်မြင်တယ်ပြီးတော့နောက်တစ်ချက်ကတော့ဘာသွားပြီးတော့ဟိုဖြစ်လဲဆိုစိတ်ပိုင်းဆိုင်ရာပေါ့နော်ပြောမလို့ဆိုရင်မျောလင်းချက်အကြောင်းပဲလားမသိဘူး Europa League မှာပို့ပြီးတော့ ယုံတာယုံတယ်လို့ကျွန်တော်ခံစားရတယ်။ကျွန်တော်ကိုယ်တိုင်လည်း Manchester United ပြည်သက်ဖြစ်တဲ့အခါမှာကျွန်တော်ဒီရာကိုကြည့်ရင်ကျွန်တော် Julio Bali မှာတော့သူတို့ပိုယုံတယ်ဆိုတဲ့ပုံစံမျိုး Premier League ကပိုယုံတယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်သတိထားမိတယ်။အဲ့တော့အဲ့ဒီအချက်နဲ့ချက်ကြောင့် United အနေနဲ့စွမ်းဆောင်ရည်တက်လာတယ်လို့ကျွန်တော်ပြောချင်တယ်။ဒါပေမဲ့သူတို့ရဲ့တိုက်စစ်ရဲ့ဂိုးတွေတွင်းနေတယ်။ဒါပေမဲ့အဲ့ဒါကိုတော့ကျွန်တော်ကတည်ငြိမ်တဲ့တည်ငြိမ်တဲ့ရလဒ်တစ်ခုဖြစ်ကျွန်တော်မမြင်ဘူး။ဘာလို့လဲဆိုတော့ကစားဟန်တစ်ခုပေါ်အခြေတည်ထားတာမဟုတ်ဘဲနဲ့သူတို့ရဲ့ ကစားဟန်ပေါ်အခြေတရမဟုတ်ဘောနော် second stances အခြေအနေတွေပေါ်မူတည်ပြီးပဲဖြစ်လာတဲ့အရာလို့ကျွန်တော်မြင်မိရပေါ့အခြေအနေပေါ်မူတည်ပြီးမှခွင့်ကောင်းယူနိုင်တဲ့အားတွေအားကြီးပေါ့နော်ဒါကြောင့်မလို့ဆိုတော့ United ကိုအတွင်းနဲ့ဒီကစားမားကြီးကြည့်မယ်ဆိုရင်ဟို system ကြကြတူတူပြောက်တည်းကနေတန်ခံပြီးတွန်းတာမျိုးမဟုတ်ဘူးလို့တနည်းအားချက်ဒီနေရာချင်းစီအလိုက်ကနေလည်းအောင်တော့ကိုတွေ့ရမျိုးရှိထားဘူးပေါ့နော်ဒါနေရာစောကနေကိုတွေ့ပြနေအမခန့်စေပါလေကိုတွေ့ရတယ်ပေါ့နော်ဟုတ်ကဲ့ နောက်ထပ်ဒါကိုအခုကြည့်ကြရရှိတာ United ကဒီအသင်းမှာ Premier League မှာရုပ်ဝင်ရတာမဟုတ်ဘူးလွန်ခဲ့တဲ့300ပြီ300တိတောက်ခင်းနဲ့ United က Premier League မှာရုပ်ဝင်ရတယ်ဒီလိုရုံးကန်ရပေမဲ့ဒါထူးခြားလေတော့ဂျာဒီကိုရင်တော့ဘလားတစ်လုံးစီတစ်လုံးစီလေးနဲ့တိမ်သွားဗောဒီ Elton နဲ့တစ်လုံးကဘလားနှလုံးကြီးတာပါပဲဒီအသင်းမှာလည်းသူကအလားတူဒါချမီယာစုဘလားတစ်လုံးရှင်နိုင်ခဲ့မယ်ဆိုရင်တော့ဘာဘီဘောလီမှာစိပြက်စရာကောင်းလို့ဒါဒီထိမ့်ပါတော့ဟိုကြောင့်ကြော်စရာကောင်းတဲ့အန်တီလေးတစ်ခုပေါ့နော်ဒါလေးတွေကတော့ အရင်နှစ်တည်းကလည်းပိုင်ဆိုင်လာဆိုဒီနေ့မှာရောဆက်ပြီးတော့မှပိုင်ဆိုင်မလားဆိုတော့ကြည့်ရပါမယ်နောက်တစ်ခုဆက်ပြီးသွားနေတာ United နဲ့ကစားမယ်ပြီးပါအောင်ပေါ့နော်အားလုံးကစီတူကလည်းပြောထားတယ်ဒါကကိုယ်လည်းကြီးကြီးတဲ့အထက်မှာလည်းမြင်ရပါတယ်ပြီးပါအောင်ကဒီအတိချေစားတော်တော်ကြီးကိုငြိမ်နေအာခန်းစစ်အသည်ကြည့်မယ်ဆိုရင်ဒါလာလီဂါမှာခန်းစစ်အကောင်းဆုံးဒီကူအနည်းဆုံးဖြစ်ဖြစ်တဲ့အက်တလက်တီကိုလိုခန်းစစ်အကောင်းတယ်ဆိုတော့အင်းသက်တော်မှာပြီးပါအောင်ကပေးကူပို့ပြီးမှနေရတွေ့ရတယ်သူပြတာအိမ်ကွေးမှာဆိုရင်ပြီးပါအောင်ကလာလီဂါမှာအိမ်ကွေးခန်းစစ်အကောင်းဆုံးအသင်းဖြစ်တဲ့ United နဲ့လည်းဒါ ဒါဒီလိုပြိုင်ပွဲမျိုးမှာလည်းဒါတွေ့ခဲ့ဘူးပေါ့နော်2017ဝင်ကျင်တော့ကဖြစ်မှာဖြစ်ပါတယ်အဲ့တော့ကလည်း United ကိုနိုင်ခဲ့ဘူးတဲ့ဟုတ်ကဲ့အဲ့တော့ကတော့ဒါအခုမာရီယာတို့တော့ပါတော့ပါရှိတော့ဟာရဲဟာဗီမာဒီနက်စ်တို့ရဲ့ပြပါဟိုက United ကို Silence ရဲ့ United ကိုနိုင်ယူခဲ့တာပေါ့ဟုတ်အဲအဲဒီမာကိုစတိုနော်အဲ့တော့နိုင်ခဲ့ဘူးတဲ့ဟိုဒီအရင်မှာလည်းဒီဘောင်ကဒါယူရိုပါလိဒါဘူလူဘဲအင်ရှင်ပေါ့နော်ဆာမန်ဘေးစကွန်းမှာကစားမယ်ဆိုတော့ ဒီမောင်ဝေးရဲ့အခြေအနေလေးလည်းစီစဉ်ဆက်ပြီးတော့မှတိုးတက်ပြီးပါဘူး။အာတော်တော်လေးကိုအားရဖို့ကောင်းတဲ့အခြေအတွက်အဲကျွန်တော်တော်တော်ကြည့်ပြတယ်ပေါ့နော်သူ့ပွဲအခြေအနေကလည်းကိုကိုနဲ့သွားပြီးတော့ကြည့်လို့ဟိုတခြားသောဘလုံးပွဲခြားထဲမှာကြောက်နေတဲ့အခြေအနေမှာကျွန်တော်ကြည့်ပြတဲ့အခါမှာအဲအများနဲ့ကျွန်တော်တို့ပြပါဘူးမြင်ရတဲ့အတိုင်းပဲဒီသင်းကဒီ culture တစ်ခုရှိတယ်ပိတ်ကစားကလည်းမဟုတ်ဘူးဟိုဖွင့်ကစားကအဲ့လိုမျိုးအဲ့လိုပုံစံမျိုးလည်းစားသူတို့ရဲ့ဒီ best data ကိုလုံးဝအမိသေးပြူပြီးတော့ကျွန်တော်နိုင်ငံအသင်းတစ်သင်းလို့ကစားရတယ်လို့ကျွန်တော် တင်စားကျင်တယ်ပေါ့နော်နိုင်ငံအသင်းတစ်သင်းတို့တို့ကကစားနေရအဲ့နိုင်ငံအသင်းတစ်သင်းရဲ့ဝိသေသတွေတို့မှမြင်ရတယ်ပြီးတော့တော်တော်အားထုတ်ပြီးကြံလေးရှိတယ်တာမန်အသင်းတစ်သင်းကအားထုတ်ပြီးကြံတယ်ဆိုတော့ကျွန်တော်တို့မြင်ရတယ်ပြီးတော့တို့ရဲ့အသင်းသားတွေကိုယ်တိုင်ကလည်းဒါ bus data ခံတွေကိုပဲအသုံးပြုတာပေါ့နော် bus data ခံတွေဆိုတာဒီမှာဟိုလုံးဝအဖေအမေရလည်း bus ဖြစ်ပြီးတော့ bus data မှာမွေးတဲ့လူလည်းဖြစ်ကောင်းဖြစ်မယ်တချို့ကကြတော့လေအဲအဲ့လိုမဟုတ်ပဲနဲ့ဒါပေမဲ့ bus data ရဲ့ဒီမှာကြီးပြင်းလာပြီးတော့ဘယ်လို academy ထွက်လာလူရှိအဲ့တော့ ဲ့ဒီအသင်းရဲ့ဒီ culture တခုဒီအသင်း identity တခုကအားလုံးတသားလေးဖြစ်နေတယ်အရာမမြင်အဲ့တော့အဲ့ဒီအရာဘောလုံးမှာမလွယ်ဘူးပေါ့နော်ဒါပေမဲ့ဘာကအဲ့ဒီအရာကိုတိဆောက်ထားနိုင်တယ်သူတို့ရဲ့နီးပြကလည်းဒါပြောမဆိုရင် Alistair Bella ဒီကလည်းတကယ်ကိုခုကြုံတယ်နီးပြပါသူအနေနဲ့ဒီဖလားစုဖလားရည်လည်းသူအများကြီးယူဖို့ပါလေဘာစီလိုနာအလို့အသင်းကိုလည်းကင်ပြူရယ်ပေါ့နော်အဲ့တော့သူ့ရဲ့ဒီနီးပြူဟာလည်းတော်တော်လေးကိုစနစ်ကျနေအောင်တွေ့ရတယ်ဘယ်အပိုင်းကထူးကြုံနေရယ်ဘယ်အပိုင်းကဆိုတာမျိုးတိတဲ့ခွဲပြော တင်းတင်းတော့လုံးစီတာမလိုပဲနဲ့ဒီအသင်းကကောင်းနေပါတော့ပြီးတော့ခုနကကိုညွှန်းပြသွားခဲ့တယ်တကယ်သူ့ရဲ့ခံစစ်ပိုင်းဒါလီကာရဲ့အကောင်းဆုံးပြီးတော့သူ့ရဲ့ခံစစ်ကစားသမားတွေထဲမှာလည်းတကယ်ကိုအဲဒီစပိန်လက်ရွေးစင်တွေကိုထိုးဖောက်ဝင်ရောက်နေရဲ့ကစားသမားအများကြီးရှိတယ်ပေါ့နော်ပြီးတော့သူ့အသင်းရဲ့စိတ်ဝင်စားစရာအကောင်းဆုံးကကွင်းလက်တိုက်စစ်၃ယောက်တန်းပေါ့နော်ကွင်းလက်တိုက်စစ်၃ယောက်တန်းမှာပေတော်မင်းနဲ့ညတော်မန်းညီကို၂ယောက်ကစားတယ်နံပါတ်10လို့မှာကြတော့ Wyhan Sunset ကကစားတယ်ပေါ့နော်ဒီကစားသမား၃ယောက်ရဲ့စွမ်းရည်ဒီကစားသမား၃ယောက်ရဲ့ ability ကအပြုံးမဲ့ဆိုရင် ဒီထိတ်ဆုံးတန်းအဆင့်တွေမှာကစားနိုင်တဲ့ level မျိုးကိုပြနေတာပေါ့နော်။ဒါ Inaki Willian ကတော့ဒါဒီလိုခြေစွမ်းပြနေရကြပြီးသူ့ရဲ့တိုးအားလှုပ်အားလည်းတော်တော်လေးကိုဟိုစွမ်းဆောင်အားကြီးတယ်ပေါ့နော်။ဒီဘက်မှာ Nico Williams ကလည်းအားလုံးသိရတဲ့အတိုင်းပဲဒါအသင်းကြီးတွေအကုန်လုံးစိတ်ဝင်စားနေတဲ့ကစားသမားသူရဲ့စွမ်းဆောင်ရေးကလည်း Europa League မှာဆိုပိုတောင်ပေါ်လေးရှိတယ်။အဲကျွန်တော်တတိထားမိရဆို Roma နဲ့ပွဲတော်ကကြီးလိုက်ကြ Roma နဲ့ပွဲတော်ဆိုရင် Roma ကို3-1နဲ့ပြန်နိုင်ခဲ့တာပေါ့နော်။အဲ့တော့အဲ့ပွဲမှာဆိုဒီ Nico Williams ရဲ့စွမ်းဆောင်ရေးကတော်ကြီးကို ကောင်းတယ်ဒါတော့ရောက်လဲသူအဲ့လိုကောင်းနေပါရဲ့တချို့ပွဲတွေမှာကျတော့သူအရန်ကြွတက်တယ်ချိုးပွဲကြအရန်မကြွဘူးပေါ့နော်သူတို့ရဲ့စွမ်းဆောင်ရင်ထိတ်တန်းစွမ်းဆောင်ရင်ရှိတယ်ပြီးတော့ဒီနံပါတ်10တို့မှာကစားတဲ့ Iron Sunset ကတော်တော်လေးကောင်းတယ်ပြိသက်တွေတချို့ပြိသက်တွေသတိထားမိလဲပေါ့နော်ဒါလမ်းဖက်တို့လိုတိုင်မျိုးကိုနေအရန်သွင်းတဲ့အတိုင်းမျိုးပြီးတော့ကန်ချက်တွေအရန်ကောင်းတာကိုကျွန်တော်သတိထားမိတယ်။ပေါ်လာတော့နည်းနည်းကြာပြီဒါမှ DR ဒီမှာဆိုရင်လည်းအကောင်းဆုံးပုံစံပြတာတွေပေါ့နော်။တိုက်ဆက်ထောက်မလို့လားကူစစားလို့ပါလို့ကစားတယ်ပေါ့နော်။ဒါရောပြိသက်တွေမြင်တွေ့နေပြီးသားကစားသမားတွေပါ။ဒါပေမဲ့အားလုံးထဲမှာဆိုရင်ခုနကကွင်းလက်တိုက်ဆက်၃ရောက်တန်းရယ်စွမ်းဆောင်ရေးရ United ကိုအကြီးအကျယ်ဆုံးချိန်ချောင်းနိုင်တဲ့အနေအထားမှာရှိတယ်။ပြီးတော့နောက်ထပ်အဆင့်တွေကိုကောင်းကောင်းမျှော်လင့်နိုင်တဲ့အနေအထားမှာရှိတယ်။ခန်းစစ်ကတော့ခုနဝရရင်သုံးသပ်သွားသလိုပဲ La Liga အကောင်းဆုံး level ဖြစ်နေရတယ်။ဒါပေမဲ့ပြောမယ်ဆိုကျွန်တော်တို့ကတိုက်စစ်ခန်းစစ်ပြီးတော့ဒီနီးပြပိုင်းပြီးတော့အသင်းရဲ့စိတ်ဓာတ်ပိုင်းအစားရှိတဲ့အရာအလုံးကတမားမြတ်တာဆိုတာရှိနေတယ်။ La Liga standing ကိုသွားကြည့်မယ်ဆိုရင်လည်းတောက်လျှောက်ပေါ့နော်သူတို့ဒီ top 4ထဲမှာရှိနေတာကဝုံဝုံဝုံဆိုပြီးရလက်တွေတက်လာလို့အခုလိုမျိုးရှိနေမှာမဟုတ်ဘူးလေရာသီတလျှောက်လုံးကဒီခြေစွမ်းဒီပုံစံနဲ့တောက်လျှောက်သွားနေရအောင်ကျွန်တော်တို့မြင်ရလိမ့်မယ်ပေါ့လေအဲ့တော့ Bilbao ရဲ့ power ကတော့ အကြီးဆုံးဖြစ်နေလက်ရှိအဲဂျိုဘာလီ၄အသင်းထဲမှာဆိုရင်ကျွန်တော်ကဒီအသင်းကိုလက်ရှိ form ရအကောင်းဆုံးအဖြစ်သတ်မှတ်ထားခြင်းပါတယ်ကိုဒီရဒီမှာလည်းဒါဘောရချင်းကိုပြောနေမှာပြောကြတယ်ပြည်လင်းကောဒီအော်ဘာဆင်ပါဒီအော်ဘာကျွန်တော်လေးအပါနေတယ်လာလီကာမှာဆိုရင်အသင်းကြီးတွေနဲ့အပြိုင်ဒီထိတ်တန့်စင်းရင်မှာတောက်လျှောက်ပဲပေါ့ဒီလက်တည်ခဲ့တယ်နောက်ထပ်ဒါဂျိုဘာလီမှာဆိုရင်ပေးကွာနှစ်ပိုးဝဲလာမှုရှိတယ်ဂျိုဘာလီမှာလည်းခံချက်တော်တော်ကြီးပုံပြတယ်ဒီချင်းဒီလေးမှာတော့အာ ဘူလူပွဲမှာလည်းအရှင်ဖြစ်ကစားရမယ်ဆိုတော့ပြည်ပအောင်တော့ကလည်းမျှော်လင့်ကြအများကြီးရှိပါတယ်နောက်တစ်ပွဲလေးကလည်းဒါစိတ်ဝင်စားကြကောင်းပါတယ်ဒါဘူလူစပါနဲ့ဘူလူပြင်ပေါ့လေစပါကသူချိနဲ့သူချန်ပီယံလိဘူလူပွဲထိတက်ခဲ့မှုနဲ့အဲပရီးမီယံလိအသင်းသဖြင့်တဲ့လူပဘူးနဲ့ဒါဘူလူပွဲကစားခဲ့ရပါတယ်ဒီပဘူးကိုရှုံးပြီးတော့မှဒါသူတွေ့ရလို့ရခဲ့တယ်သူဒီချိန်မှာလည်းဖြစ်ချင်တော့ဒါသူတို့ဥရောပပြိုင်ပွဲကိုဂျူဘူလူပွဲကိုပြန်ရောက်လာတယ်ဘူလူပွဲကိုလာလာရှိတယ်တစ်ဆက်တည်းမှာလည်းဘူလူပွဲမှာလည်း အင်္ဂလန်ပြိုင်ဘက်တင်းတင်းနဲ့လည်းတွေ့နိုင်တဲ့လမ်းကြောင်းမျိုးမှလည်းရှိနေတယ်။ဒီစပါရဲ့ခြေနေလေးပေါ့လေ။ဒီအားလေးနဲ့ဆက်လက်ပြီးတော့ပုံသက်ပြပါဦး။စပါကလည်း United နဲ့ပုံသဏ္ဍာန်တူပဲပေါ့နော်ဒါနောက်ဆုံးမျော်လင့်ချက်တစ်ခုပဲရှိတော့တယ်ပြီးတော့သူတို့အနေနဲ့ Immortal လောင်ပြောင်ခံရတယ်သူတို့ရဲ့ Super Lucky ပဲမှုကိုလည်းဒါအဆုံးသတ်နိုင်မယ်အခွင့်အရေးဖြစ်တယ်ပေါ့နော်ပြောမယ်ဆိုရင်တော်တော်ကိုကြာနေပြီစဲစုနဲ့တစုကျော်လုံးလို့နှစ်စုဖြစ်တော့မယ်ပေါ့နော်အဲ့ကာလမှာစပါဟာဒါကိုအဆုံးသတ်နိုင်မယ်နောက်ထပ်အခွင့်အရေးနောက်ထပ်လမ်းကြောင်းတစ်ခုပေါ်ရောက်ရှိနေတယ် ါပေမဲ့ဒါကအခြေအနေတွေရတော့အလိုပေါ့နော်ဒါပေမဲ့ပြဿနာ spy ရဲ့လက်ရှိခြေစွမ်း spy ရဲ့လက်ရှိစွမ်းဆောင်နိုင်စွမ်းကကျွန်တော်တန်လျာဝင်စရာတွေအများကြီးရှိနေတယ်အဲ့တော့အဲ့ဒီအဲ့ချာအချက်ကိုပဲကျွန်တော်အဓိကခံတွေ့ရမှာပေါ့နော်လက်ရှိအချိန်မှာဆိုရင် spy ကလုံးဝအသင်းကတော်တော်လေးကိုအားနည်းနေတဲ့အခြေအနေဖြစ်ပြီးတော့ဘယ်သူအားကိုးရမလဲဆိုတာတော့ကျွန်တော်တို့ဝေခွဲရခက်တယ်ပေါ့နော်ရာဒီတဝက်လောက်ထိကိုကျွန်တော်တို့ကကူလူဆက်စကီဆိုရင် လုံးဝအားကိုးရတယ်ဆိုပြီးတော့ကျွန်တော်တို့ ဟိုပုံစားလို့ရခဲ့တယ်ဒါပေမဲ့ခုနောက်ပိုင်းမှာ Kluzewski နဲ့ကြက်ခိုင်မှုပြဿနာရင်းနဲ့ကျွန်တော်တို့အသင်းထဲမှာမမြင်မမြင်ရတော့ပြန်ဘူးပေါ့နော်ဆိုအောင်မင်းကလည်းစင်ကောင်းဆောင်ဖြစ်တယ်အသင်းရဲ့အကောင်းဆုံးစွမ်းဆောင်တဲ့ကစားသမားဖြစ်နေရတော့မှခုနောက်ပိုင်းမှာတော်တော်ကြီးအခြေပြတ်သွားတာမျိုးကျွန်တော်တို့မြင်ရတယ်ပေါ့နော်ဒါဆိုလန်ကီဆိုရင်လည်းကောင်းလိုက်မကောင်းလိုက်သူတို့ rhythm တစ်ခုကိုမတိဆောက်နိုင်ဘူးပေါ့နော်တောက်လျှောက်ကြီးကျွန်တော်တို့အဲ့ပြဿနာကို မြင်နေရအခုချိန်ကြီးလဲဒါ semi final ဒါတက်လာတယ်ကျွန်တော်တို့ spa ရဲ့အဲ့ဒီအရာကိုမတွေ့ရဘူးပြီးတော့ဒီရာသီအစလုံးအောင်ကျွန်တော်တို့ကြောက်ရသေးတယ်စပားနိုင်ကျင်နိုင်မယ်ရှုံးကျင်ရှုံးမယ်ဒါပေမဲ့သူတို့ရဲ့နေမှာအရင်ကြောက်ဖို့ကောင်းတယ်ဆိုတဲ့ပြဿနာကိုပေးနိုင်တယ်ပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းစပားကျတော့အဲ့ဒီအချက်ပါပြောက်သွားတယ်တိုက်စစ်အရင်ကောင်းတယ်ဆိုတဲ့အချက်ကလေးပြောက်သွားတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ဟာကွက်တွေများနေကွင်းလယ်မှာဟာကွက်များတယ်ခန်းစစ်မှာဟာကွက်များတယ်အဲ့ဒီအရာတွေကို short ချဖို့အတွက်အဲ့ဒီအရာတွေပိတ်ဆို့ဖို့အတွက် solution တွေလိုက်ရှာရင်းနဲ့သူတို့မှာရှိနေတဲ့အားသာချက် တိုက်စစ်အားသာချက်တွေအကုန်လုံးမှပျောက်သွားပြီးတော့တိုက်စစ်ကစားသမားရေစွမ်းဆောင်ကြီးပါကြလာတော့ကျွန်တော်တို့မြင်ရတယ်ပေါ့နော်အဲ့တော့စပါမှာဆိုရင်လက်ရှိအချိန်မှာ inform ဖြစ်နေတဲ့ကစားသမားရေဆိုလို့ကျွန်တော်ဆွဲထုတ်ဖို့အတွက်ခက်ခဲနေပြီးတော့ဒါ Jasper Store လောက်ပဲရှိရပေါ့လေတစ်ချိန်တည်းမှာကျွန်တော်တို့ဒန်ယာရခန့်စစ်ကစားသမားရေဖြစ်တဲ့ Romero လို့ပြန်လာတယ်ဒါပေမဲ့ပြန်လာပေမဲ့ Romero လို့ဟာဒန်ယာမတိုင်ခင်တော့အခြေစွမ်းမျိုးနဲ့အဝေးလည်းဖြစ်နေပြီပေါ့နော်အဲ့တော့အဲ့ဒီပြဿနာကိုလည်းစပါရင်ဆိုင်နေရတယ်ပြောမယ်ဆိုရင်စပါဟာ အဲဒီအဖက်ဖက်ကနေအားနေချက်တွေပြဿနာရင်းနဲ့ရင်ဆိုင်နေရတဲ့အသိဖြစ်ပြီးတော့ကံကောင်းတာတစ်ခုစပါးအတွက်အားသာချက်ဖြစ်လာနိုင်တယ်တကူကတော့ဒါပြိုင်ဘက်ကဒီ Norway Club Border Glint ဖြစ်နေတယ်ဘောနော Border Glint အနေနဲ့ကတော့စီစွမ်းကောင်းမိမယ်လေစပါးရူရဲ့စပါးမှာပိုင်ဆိုင်ထားတဲ့ကစားသမား level နဲ့ဆိုရင်ကွာဟနေတာတကြောင်အတွေ့အကြုံနဲ့ပါတာတကြောင်ပြီးတော့သူတို့ရဲ့ကစားဟန်ကိုကတိုက်စစ်ကိုအယမ်းစင်တဲ့ပုံစံမျိုးရှိတာဖြစ်တဲ့အတွက်စပါးအနေနဲ့အဲ့ဒီ Border Glint နဲ့တွေ့နေတဲ့အားသာချက်လေးရလွယ်လို့ဂျန်နဲ့ အချက်တွေအကုန်လုံးအဖတ်ဖတ်မှာအနည်းငယ်နှိမ့်ကြနေတယ်တချို့နေရာတွေမှာတော်တော်လေးနှိမ့်ကြနေတယ်လို့ပြောကြပါတယ်ဟုတ်အဲတကူပဲဘယ်လိုဆန်ရှိရဘောဘယ်လိုပုံစံနဲ့ဘာတွေလုပ်ရမလဲဆိုတာရှိမှာပေါ့နော်ဘလို့ဆိုဖွန်အားရတော့စီတူပြောသလိုပါပဲဘယ်ပိုင်းမှာမှအားရဖို့တော့မရှိဘူးစပါအရင်ကတော့ဗာတိုက်စစ်ပိုင်းကတော့ရတယ်တိုက်စစ်ဖို့အပြိုင်ဂိုးသွင်းကြီးဆိုတော့စပါကပုံပြမဂိုးသွင်းနိုင်တယ်ဆိုတော့ခံစားမှုမျိုးတွေပြီးနိုင်တယ်ပေါ့နော်ဒါမဲ့နောက်ပိုင်းမှာစပါတိုက်စစ်အားလေးကြာလာတယ်တကူတော့ရှိတယ်စပါက အဲရောဘတ်ဆင်အင်ကွင်းပွဲစဉ်မှာတော့သူတို့ကျွန်တော်လေးကိုရလကောင်းတယ်ပေါ့လေရလကောင်းပြီးချီတာတယ်စကူးပွဲလာပြီပါရောဘတ်ဆင်မှာရှင်ပွဲမရှိတော့အင်ကွင်းအသာကျလို့ရှိတယ်ဒီမှတ်တမ်းကောင်းလေးကိုသူတို့စက်ထင်းပြောမှဒါပထမကြော့မှာကိုပြတ်နိုင်တယ်ဒီကြော့ကြော့မှာသူတို့တည်ရေကစားမယ်အဲမျိုးပုံစံမျိုးလေးနဲ့အဲချင်းကနိုင်မယ်ဆိုရင်တော့ဒါဘူလူပွဲကိုတက်နိုင်မှာပေါ့နော်နောက်ထပ်ဒီဘူလူပွဲရောက်သွားရင်တော့မိနစ်90ပြန်ပါမစိုးဖြစ်နိုင်မှာဆိုတော့ဒါစပါတော့ကတော့ပုံမှန်အဖြစ်တော့ဒီမှာမျိုးလေးကျတော့နေတယ် အဲဒါမဲ့လည်းဘောလုံးမတော်မှာတော့ပါမစဖြစ်နိုင်တဲ့အနေအထားပေါ့နော်ကွဲချောင်းတဲ့အနေအထားမျိုးလည်းရှိတယ်နောက်ဆုံးသတင်းလေးကတော့ညီတာပိုတိုကလင်းပိုတိုကလင်းကဒီဘက်နှစ်တင်မှာဒရိတ်ကိုတည်တတာနော်ဝေလိမှာတိုးတက်လာတဲ့အတင်ပေါ့နော်ဟိုးရင်တော့အခုဒါနော်ဝေလိမှာဆိုရင်ချန်ပီယံလိဒီမှာရရတာလူစင်ဘော့တို့ဒါရရတယ်အဲနောက်ပိုင်းမှာဒါမိုတီနော်ဒါမိုတီတို့ကတော်ကြီးဒါရတယ်မိုတီတို့ brand ဆိုတော့ဒီအတင်းတွေရအဲဒါဒီဘက်ဒီလိုခဲ့တဲ့၃နှစ်လောက်အတွင်းမှာပိုတိုကလင်းကအတရားလောင်းမယ်နော်ဝေလိမှာလည်းလွတ်မှုလာတယ် ချန်ပီယံစုပြီးလက်တော့ရှောက်ပြလာတယ်အခုဆိုဥရောပဆင်မှာလည်းဂျိုဘိုလူပဲဆုံပြောက်လာဆိုဒီတော့လည်းစတူကျွန်တော်ပုံတော့ပြပါဦးအမ်ပြောမဆိုရင်တော့အသင်းငယ် model ကိုအလှပဆုံးပြသနေတဲ့အသင်းတွေကသတင်းပေါ့နော်ကျွန်တော် damage မှာဆိုရင်လည်း midland လို့ရှိတယ်ဗောလေအဲ့တော့ဒီ norway league မှာကြာတော့ border glen ကတော်လေးကိုအမ်သိလို့ရှာဖို့ကောင်းတယ်ဗောလေပြောမဲ့ဆိုရင်ဗျာဒီအသင်းကိုအားလုံးလည်းအခုဂျင်းနီနီတိနေပါပြီဒီယာဒီမှာဆိုရင်လည်းဒါပြီးခဲ့တဲ့လာဂျွန်နဲ့ပွဲရလဲတကယ်ကို United ပွဲတင် comeback မဟုတ်ဘူးအဲ့ဒီပွဲလည်း comeback ပဲပေါ့လေကျွန်တော် United ပွဲပြီးသွားတဲ့ဒီမှာလာဂျီပွဲကမပြီးသေးဘူး penalty ခံနေတော့ဘယ် penalty ခံနေတော့မှအောင်မှနောက်ဆုံးအချိန်အထိကိုပြင်ခွန်ကြိုင်ပေးနေတော့ပေါ့နော်အဲ့တော့ Brooklyn ရဲ့ပုံစံအဲ့လိုမျိုးဖြစ်ပြီးသူတို့ကအရန်ဖွင့်ကစားတတ်တယ်လွတ်လပ်တဲ့အတွေ့အခေါ်ရှိတယ်ပေါ့နော်အဲ့တော့အဲ့အဲဒီအရှိအဆင်မဟုတ် Olympia Cost နဲ့တွေ့အဲ့အရှိအဆင်တော့ငါအမ်ကျွန်တော်တို့ FC20 နဲ့တွေ့ခဲ့တွေ့ခဲ့တယ်ပေါ့နော်တွေ့ခဲ့တော့ဟာဆိုရင်အန်အသင်းဖို့ကောင်းတယ်အချိန်ပိုမှာ ိုရကလေးကနှစ်ကိုသွင်းတယ်ဘိုရကကနှစ်ကိုသွင်းပြီးတော့အက်စီဒန်တီးကတကိုးပြန်သွင်းတော့ကျွန်တော်တို့နောက်တဲ့ဒီ topic time မှာသွင်းတာပေါ့နော်အဲ့တော့ injury ဒီနောက်ထပ်ဆက်ဆောင်မိနစ်မိနစ်30အချိန်ပို့ကျွန်တော်ဆက်ကစားလိုက်ရပြီအဲ့မှာမှာဘိုရကလေးကနောက်ထပ်နှစ်ကိုထပ်သွင်းတယ်ပေါ့နော်အန်အင်းစရာရလက်ကြီးနဲ့အလုံးကပြောင်းဆန်တဲ့ပွဲမျိုးကစားလေးရှိတဲ့အတင်းပေါ့အရင်တော့ဆိုရင်လည်းကျွန်တော်မှတ်မိနေတာမော်ရင်ညိုရိုမာကို6-9သွင်းတာမှတ်မိနေတာပေါ့နော်အဲ့တော့အဲ့လိုမျိုးဟာရှိတယ်အာဆင်နယ်နဲ့လည်းတွေ့ဘူးတယ်မန်ချက်စတာယူနိုက်တက်နဲ့လည်းဒီရာဒီမှာတွေ့တယ် free to နဲ့ရှုံခဲ့တယ်ပေါ့နော်အဲ့တော့ရေသိန်းကခုနောက်ပိုင်းမှာဥရောပမှာခက်ဆဲဆဲတွေးလာရပြီးတော့ level လေးတော်တော်လေးမြင့်လာတယ်လို့မယ်ဆိုရင်လွန်ခဲ့တဲ့ဒီ2017လောက်ကာလတုန်းကဒီအသင်းကကွင်းလေးတင်ရင်ကွင်းတော့သူတို့ပန်းချံမှာကစားတာပေါ့နော်အဲ့လို level ကနေအခုချိန်မှာတော့ဥရောပအဆင့်ကိုသူတို့ပြိုင်နေတဲ့အသင်းဖြစ်ပြီးဒီရာဒီမှာဆိုရင်လည်းချန်ပီယံလိဝင်ကွင်းအတွက် play off နောက်ဆုံးအဆင့်ကိုရောက်နေပြီဒါမဲ့သူတို့ dynamo zagreb ကိုချုံခဲ့လို့ ဒီ globally လမ်းကြောင်းလေးရောက်လာတာပေါ့နော်အဲ့တော့တို့ရဲ့စွမ်းဆောင်ရေကိုကျွန်တော်တို့ short တလို့မဖြစ်ဘူးဘယ်လောက်တောင်အတွဲဖက်မိကြလဲတယောက်နဲ့တယောက်အတွဲဖက်မိကြလဲဆိုရင် Norway League ကကျွန်တော်တို့ December ဆိုရင်ပြီးပြီပေါ့နော်အဲ့တော့ဒီဂျားထဲမှာအဲဒီတလပိုင်းနှစ်လပိုင်း January February ကာလမှာတို့ဟာ competitive ပြိုင်ပွဲတို့ league ပြိုင်ပွဲမရှိဘူးမရှိဘဲနဲ့တို့ဟာဒီဂျားပြတ်ဖောက်ပြီးတော့ဒီ globally ပွဲတွေတို့ဝင်ကစားနေအဲ့လိုဝင်ကစားနေတဲ့ level ကြီးနဲ့တို့ဒီအထိကိုရောက်လာတာပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ပွဲပတ်မှုမရှိဘူးလို့ ုံတရက်အလွယ်ပြောလို့ရမယ်တကယ်တော့အဲ့ပွဲပန်းမှုမရှိတဲ့ပြဿနာထက်ပွဲ rhythm မရှိတဲ့ပြဿနာပိုပြီးတော့ဒုက္ခရောက်တယ်ပေါ့နော်နော်ဝေလီကပြီးသွားတာကြာခဲ့ပြီသူတို့က competitive အခြေအနေမဟုတ်ဘဲနဲ့သူတို့ရဲ့ holiday အခြေအနေရောက်နေတဲ့အခါကနေသူတို့ကရှိုဘာလီပွဲကိုကန်နေရဖြစ်တယ်အဲ့လိုကန်နေတဲ့အချိန်မှာဒီလိုမျိုးနိုင်ပွဲတွေကိုရှာဖွေနိုင်တယ်ဆိုတာကသူတို့ရဲ့ teamwork ကိုပြသနိုင်တယ်လို့ကျွန်တော်တို့ယူဆတယ်ပြီးတော့ဒီသူတို့အသင်းကနော်ဝေကစားသမားအများစုကိုအခြေခံထားပြီးတော့သူတို့နဲ့ ပတ်သက်လာနေတာကျွန်တော်တို့ကစားသမားတချို့ကိုလည်းကျွန်တော်တို့သိကြပါတယ်အခုဒါ Liverpool စင်နဲ့ကြော်ကြားနေရဘုန်းနေ face တို့ Roma ရောက်သွားရဲ့ Sofa ခံလို့ဆိုရင်ဒါသူတို့တင်ထွက်ပေါ်ခဲ့တဲ့ကစားသမားတွေပေါ့ပြီးတော့ဒီအခုသူတို့အသင်းဘယ်တင်ရောက်နေရဲ့ဒီ Hauger ပေါ့နော် Jens Peter Hauger ဆို AC Milan ရောက်တယ် Frankfurt ရောက်တယ်ပြီးတော့ Frankfurt နောက်ပိုင်းတော့ကျွန်တော်တိကျမသိတော့ဒါပေမဲ့အခုဘောရကလေးမှပြန်တွေ့ရတယ်ပေါ့နော်အဲ့ဒါအကစားသမားတွေက level တစ်ခုရှိတယ်မစိုးတဲ့ခြေစွမ်းပိုင်းဆိုင်ထားတယ်ပြီးတော့ကွင်းလယ်မှာ um norway လဝေးစင်အသင်းမှာပါနေတဲ့ bug ပေါ့နော်အဲကျွန်တော်တို့မှခုနှစ်နဲ့ပန်နတီလွဲသွားတဲ့ကစားသမားပြီးခဲ့တဲ့ lazio နဲ့ပွဲမှာလေကစားသမားခြေစွမ်းမဆိုးဘူးသူတို့က၄-၃-၃နဲ့ကစားတယ်တိုက်စစ်ကိုတော်တော်လေးအသားပြေးတာမြင်ရတယ်ပြီးတော့သူတို့ရဲ့ပုံစံတော်တော်လေးကိုလွတ်လပ်ပြီးတော့ free thinking ဖြစ်တယ်ပေါ့နော်အပေါ့ပေါ်ပါရှိပြီးတော့လွတ်လွတ်လပ်လပ်ကစားနေပြီးတော့ဘုံတိုင်းကျဲကစားတဲ့အခါမှာသူတို့ရဲ့စွမ်းဆောင်ရည်ကမှန်းရလာအရန်ခက်တယ် spot တော့လေပြောမယ်ဆိုရင်တော့အစွန်းတစ်ဖက်မှာရှိတယ်ပေါ့နော်ကစားရတာအရန်ခက်တာဖြစ်နေတယ်ဒါမှမဟုတ်အရန် ရုပ်တရက်ဝုန်းတိုင်းဆိုပြီးလွယ်သွားတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဘုဒ္ဓကလင်းကအဲ့လိုအစွန်းနှစ်ဖက်ပိုင်ဆိုင်ထားတဲ့အသင်းလို့ကိုသုံးသပ်ချင်ပါတယ်ကိုဒါစီဒီတော့အတူတူဖြစ်စုမှာဘုဒ္ဓကဒါထူးခြားတာမျိုးတော့တိုက်စစ်တမျိုးကိုအသာပေးတယ်အကိုတို့သတိထားမိတဲ့အချိန်မှာလည်းဒါတိုက်စစ်အသာပေးတဲ့အသင်းပေါ့လေဘုဒ္ဓကလင်းကနဝေလိတီမှာကြီးတယ်တော့တကယ်အသင်းနေတဲ့ကြီးမယ်ဆိုတော့အနည်းဆုံးတော့ဒီဘုန်းနှစ်ခုလောက်ထိကအကျော်ပေးထားတဲ့အသင်းမျိုးတော့တိုက်စစ်တမျိုးကိုအကောင်ရောပါစစ်မှာလည်း ဒါမှတမ်းဒီ record ကြီးကြည့်လိုက်တော့26ပွဲနောက်ဆုံး26ပွဲမှာဝုန်းသွင်းနိုင်တာဆိုတပွဲပဲရှိတယ်။အတိုက်ဆန်တာတကူကပုံမှန်ဒီ spire tradition နဲ့ဒီ postigo blue လက်ထက် spire tradition နဲ့ player လည်းကြည့်မယ်ဆိုရင်တိုက်စစ်အသားပေးရင်ဒီဘယ်လိုပြောမလဲဂိုးရီအမြန်အပြိုင်ကျဲကြမလားတော့မသိဘူးတော့လက်တင်တော့တော့ spire တိုက်စစ်အသားပေးသလိုဘူးဘူးလည်းတိုက်စစ်အသားပေးတယ်အကုန်လုံးဒီကြည့်ရင်လည်းဂိုးရီက ဟို21လို့များတယ်မဟုတ်ဘူး32လို့42လို့52လို့အဲ့လိုအဲ့လိုပုံစံမျိုးထိသွားတယ်ပေါ့နော်။ဘာဖြစ်ဖြစ်ဒီ Norway League ရဲ့နောက်ဆုံး၄နှစ်ဆက် Champion ကတော့ကျွန်တော်တို့ short တယ်လို့တော့မရဘူးသိကြတယ်သူတို့ရဲ့ level ကသူတို့ဖြုတ်လာရတဲ့နေရာလဲတာနောက်ဆုံး last year ကိုဖြုတ်ခဲ့တာဆိုရင်ပထမကျော်2စီးဆိုရရလက်ကအကုန်လုံးအားအသင့်သွားစေမယ်လို့ထင်တယ်တကယ်ကိုအကြောက်ဖို့ကောင်းတဲ့အသင်းအနေနဲ့တော့ဒါဖျက်တွက်ထားရမယ်လို့သုံးသပ်ချက်ပါတယ်ဟုတ်ကဲ့ဒါစီးပြီးသုံးသပ်ပေးပါဆိုပြီးလည်းပြည့်စုံပါတယ် ယူပါလိချိုဘလူဘရောက်နေတဲ့လို့နေတဲ့အကြောင်းလေးကိုဒါပြည့်ပြည့်စုံစုံတုံးသက်ပြီးတော့အတွက်စတင်ကိုလည်းကျေးဇူးတင်ရှိပါတယ်။ Issue အပိကကြတဲ့ဆော့ကောင်းပရိသတ်အမှုချင်းစီကိုလည်းကျေးဇူးတင်ရှိပါတယ်ခင်ဗျ။